ခင်ဗျားကိုဒီနေ့ပြောပြပေးခြင်းတာကတော့ကျွန်တော် AI Esports ရဲ့တက်ဆာတော့ခံ player တယောက်ဖြစ်တဲ့ Elite ရဲ့အကြောင်းပဲဖြစ်ပါတယ်။ခင်ဗျားကိုအ Elite ကိုတော့ကျွန်တော် Genesis Esports မှာ jungler ဆော့တဲ့ player chapter လေးကိုတော့ AI Esports ကတော့ကျွန်တော်တို့ M4 Championship မှာဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ခေါ်ယူခဲ့ပါတယ်။အဲဒီမှာဆိုလို့ရှိရင်တော့ old player တွေဖြစ်တဲ့ Ace တို့ D တို့ Maybe တို့ Kiss တို့နဲ့အတူလိုအပ်နေတဲ့တယောက်နေရာမှာ အာကျွန်တော်အလီတာကတော့ဂိုးလေးအနေနဲ့ဝင်ပြီးတော့ဆော့ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော် AI Sport က play off ကိုကျွန်တော် lower bracket ကတက်သွားခဲ့တယ်ဆိုပေမဲ့ lower bracket မှာတော့ PPS တို့ဒီ Oh my Genie တို့ Blood တို့ဦးဆောင်တဲ့ကျွန်တော် Gladysco Rising ကိုကျွန်တော်တူးကြီးဆိုတဲ့ brother နဲ့ရှုံးပြီးတော့ AI Sport ရဲ့ M4 Championship တွားရောက်ရှင်ပြိုင်မှုကျူးစားတဲ့အိမ်မက်ဟာပြတ်သုံးလို့သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ကျွန်တော် AI Sport ကကျွန်တော် O player တွေဖြစ်တဲ့ကျွန်တော် H2 D တို့ Maybe တို့ ကဲ့သို့ဟာအတီတီနားသွားပြီးတော့ streamer line နဲ့ကျွန်တော်ဖြတ်တန်းကြပါမယ် AI e-sport မှာတဝူးတည်းကြံခဲ့တဲ့ AI e-sport ရဲ့မျိုးစိကတော့ကျွန်တော်တို့ရဲ့အလီတာပဲဖြစ်ပါတယ်။ AI e-sport မှာအလီတာရှိခဲ့တဲ့အချိန်ဟာဆိုလို့ရှိရင်အခုကောင်းလာပါတယ်လို့ပြောတယ်ဖဲကွန် e-sport က player တွေဖဲကွန် e-sport မှာမရှိခင်ကျွန်တော်တို့ဒီ Phoenix e-sport မှာရှိနေတဲ့အချိန်တည်းဟာနောက်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်မသက်စီးဆိုအောင်မဖြစ်ခင်မသက်စီးရဲ့ old player တွေဖြစ်ခဲ့တဲ့ကျွန်တော် Justin တို့ Naomi တို့ Kan တို့ ဖယ်ကွန်ဆိုပြီးတော့ဖွင့်လိုက်တဲ့အချိန်နောက်ပြီးလို့ချင်ကျွန်တော် YG ဖီဘုံမဖြစ်ခင်အချိန်တည်းကကျွန်တော်ဒီ AI Sport မှာအလီတာရှိခဲ့တာပဲဖြစ်ပါတယ်လီတာအတွက်တော့ AI Sport မှာတော့ကျွန်တော်အောင်မြင်မှုကြီးကြီးမားမားမရခဲ့ဘူးဆိုပေမဲ့အဲကျွန်တော်ဒီတပ်ပါတီတော်နမန့်အသေးတွေဖြစ်တဲ့ကျွန်တော် Gamer Champion League 2024 Champion နဲ့2025မှာ Champion ဖြစ်ခဲ့တာလွယ်လို့ကျန်တဲ့ကျွန်တော်ဒီတော်နမန့်တွေမှာတော့အလီတာအနေနဲ့ AI Sport နဲ့အတူတူ အောင်မြင်မှုကြီးကြီးမားမားတော့ခုချိန်ထိလည်းမရသေးပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့ AI Sport ကနေပြီးတော့ပြောင်းရွှေ့ပြီးတော့တခြားသင်းတွေမှာတွားရောက်ရှေ့ပြိုင်ခွင့်ရဖို့အတွက်အခွင့်အရေးတွေရှိခဲ့တယ်။တခြားသင်းတွေကလည်းကန့်လက်ခဲ့ပေမဲ့သူကတော့ AI Sport အတွက်တာဝန်တွေခြေပြုံတာထမ်းဆောင်ဖို့အတွက်ကျွန်တော်တို့ဒီ H2 T2 ချပေးခဲ့မျိုးစိတစ်စီရအခုချိန်ထိတော့အရှက်တန်နေသေးပဲဖြစ်ပါတယ်။ကြည့်နောက်ပြီးတော့ကျွန်တော်တို့ MSN Series 1ရဲ့ကျွန်တော် Playing State MVP တိုင်တဲ့ခုအလီတာရခဲ့တဲ့မျိုးပဲအခု MSN season 2မှာလဲကျွန်တော် play အထိပ်အပြီးမှာတော့ကျွန်တော် MVP စုကိုတော့အလီတာလဲဆက်လက်ပြီးတော့တိမ့်ပိုက်ထားတဲ့ပဲဖြစ်ပါတယ်။ကဲဒါကြောင့်မလို့ GAI Sport ကကျွန်တော် MSN season 2စတဲ့အချိန်မှာဆိုလို့ကျွန်တော်ထုံးတဲ့အတိုင်းကျွန်တော် top 3 top 4ပဲရမယ်ဆိုပြီးတော့အများစုထင်ကြီးပေးထားပေမဲ့အကျွန်တော်တရင်နိုးလာတဲ့အဲဒီနဂါးကြီးဖြစ်တဲ့ကျွန်တော်တို့ Matthew ကိုလဲကျွန်တော်ပြိုင်ပွဲကနေပြီးတော့ထွက်သွားအောင်လို့လုပ်ခဲ့တဲ့မျိုးပဲကျွန်တော်တို့ဒီအမြင့်ကိုပြန်တန်းနေတဲ့ ိန်ငှက်တွေဖြစ်တဲ့ကျွန်တော်ဖေကွန် e-sport ကိုလည်းဒီ champion ဖြစ်ဖို့အတွက်ရေပန်းစားနေတဲ့ဖေကွန် e-sport ကိုလည်း lower bracket ကိုပို့လိုက်တဲ့ result တွေကြောင့်မလို့ AI e-sport ကတော့အမတ်ဆက် season 2မှာတော့ဒီအစာပိုင်းမှာ top 4လောက်ပဲရမယ်လို့ထင်ရေးပေးကြပါမယ်ကျွန်တော်ကိုယ်တိုင်ပဲဒီ champion ကိုမြမှန်းလို့ရနေပြီလား7ကိုသွားရတော့မှလားဆိုတော့အဲကျွန်တော်တို့ဒီရုံချင်မှုတွေကတော့မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ခဲဒါကြောင့်မို့ဒီ AI Sport ရဲ့တက်ဆာတော်ကန်ကစားသမားတယောက်ဖြစ်တဲ့အလီတာအနေနဲ့သူ့ရဲ့ အသင်းဟောင်းက အိုးပလီယာတွေမျိုးစစ်ချရတဲ့မျိုးစစ်တစ်စီကိုဘလောက်တော့မှပဲထပ်ပြီးရရှင်းတန်အောင်မလဲဘလောက်တော့ထပ်ပြီးရဒီ AI sport အတွက်ထပ်ပြီးရရှုံးသွားပြုံးမလဲဆိုတော့ကျန်ရှိနေတဲ့ Amazon Playoff Street မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီ Amazon မှာ Champion သား AI sport ဖြစ်သွားခဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော် H2D တို့ဖြစ်စေခြင်းရဲ့ AI sport ဟာ International Official State ခုဖြစ်တဲ့ M7 World Champion Street ဖြစ်ပေါ် ရောက်ရှိတော့မှာပဲဖြစ်ပါတယ်ဗျ။ကဲကျွန်တော်ကတော့ဒီ MVP tournament အကြောင်းတွေပြန်လည်တက်ဆက်ပေးနေရဝေးပဲဖြစ်ပါတယ်။ MSN ပွဲတွေကို live stream ကြည့်လိုက်ကတော့ပြန်ကြည့်ကြတဲ့ညီကိုတွေကကျွန်တော် profile မှာလက်ချပေးတာကျွန်တော် YouTube channel မှာတွားကြည့်လို့ရပါတယ်။နောက်ပြီးတော့ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ဗျ။ TikTok အကြီးရှုနေတဲ့ညီကိုတွေကလည်းကျွန်တော် video လေးတွေကိုနှက်တက်တဲ့သဘောကျရဆိုလို့ရှိရင် report and copy လေးလုပ်ပြီးတော့ပုံပြပေးခဲ့လို့ရပါတယ်။ကဲနောက် video နဲ့တူပဲပြန်လည်တွေ့ကြတာပေါ့။